ဆန်နာလနဲ့ပွဲမှာအမိုးရင်အလုံးထုံးမခံရဖို့မဖြစ်မနေပွဲထုတ်တဲ့ကစားသမား၁၁ယောက်မန်ချက်စတာယူနိုက်တက်နီးပြရူဘင်အမိုးရင်ကရလဆူရီအကြောင်းဖိအားပေးခံနေရပြီးတော့သူ့ရဲ့နီးပြဘဝအနာဂတ်ကမရည်မရာဖြစ်နေပါလိမ့်။ဒါမဲ့ဆန်နာလနဲ့ကစားမယ့်ပွဲဟာသူ့အတွက်အရန်ကိုအရေးပါတဲ့ပွဲစဉ်တစ်ခုဖြစ်လာနိုင်တာကြောင့်မလို့အဲ့ဒီပွဲမှာအမိုးရင်မဖြစ်မနေအသုံးပြုတဲ့နဲ့ပွဲထွက်ကစားသမား၁၁ယောက်စီးကိုကျွန်တော်တို့ပြောကြည့်အောင်ပါ။အဓိကအရေးကြီးတဲ့အချက်ကတော့ကစားကွက်ဖောင်ဒေးရှင်းကိုတည်တည်မမမပြောင်းလဲပဲကစားသမားတွေရဲ့တာဝန်နဲ့ ကွင်းတွင်းနေရာယူပုံတွေကိုပြောင်းလဲဖို့ပါပဲဒီလိုပြုပြင်လိုက်ရင်ကစားသမားတွေရဲ့အကောင်းဆုံးအရေးချင်းကိုထုတ်ဖော်နိုင်ပါလိမ့်မယ်ကိုသမားနဲ့ခန်းစစ်သုံးနေရာမှာတော့ Santa Lamans ကိုအသုံးပြုပြီးတော့လက်ရှိနံပါတ်1 LJ Barina ရဲ့စွမ်းဆောင်ရည်အားနည်းချက်တွေကြောင့်မလို့ရီယာဒီမာကိုဒါရဲ့ Lamans ကိုပဲရဲဒီနေအသုံးပြုပြီးတော့အခွင့်အရေးပေးတင်နေပါပြီနောက်တန်းသုံးယောက်တော့ကိုတော့ Lanio ရောဒီလိနဲ့ Eden Heaven ကိုပွဲထုတ်သိမ့်ပြီးတော့ Amorin ရဲ့ High Line စနစ်ကိုအသုံးပြုမယ်ဆိုရင်တော့ အမြန်တုံးရလေးလုံးနဲ့ဟယ်ရီမက်ဂွိုင်းယားနဲ့လူရှောတို့ပွဲထုတ်တာမျိုးရှောင်မှုတက်လိုအပ်ပါတယ်။ကွင်းလေကစားသမားလေးကိုအတွက်ကိုတော့ကွင်းလေမှာကစားသမားအပြောင်းလဲမရှိပေမဲ့နေရာယူပုံကတော့ပြောင်းလဲရမှာဖြစ်ပါတယ်။ခန်းစစ်ကွင်းလေအတွဲကိုမိုင်းလူရဲ့ဦးကာဒေးရဲ့မာစရာဝီတို့ကအတွဲမကိုဝင်ရောက်နေရရွဲပုံစံနဲ့နောက်ကလူသုံးဦးနဲ့ပေါင်းပြီးတော့ခိုင်မာတဲ့ rest defense ကိုတိဆောက်လို့ရပါတယ်။တိုက်စစ်ကွင်းလေအတွဲမှာတော့ Bruno Fernandes နဲ့ Patrick Jorginho ကရှေ့ထိတက်ပြီးတော့တိုက်စစ်ကိုကူညီရပါမယ်။ ။ဘရူနိုကိုရှေ့တန်းတိုက်စစ်နောက်နေရာယူစီခြင်းကအမိုရင်အတွက်တေချာပေါက်လှုပ်ဆောင်ရမယ့်လိုအပ်ချက်ပဲဖြစ်ပါရည်။ကိုသွေးဤဘိုလိုအပ်နေတဲ့တိုက်စစ်သုံးနေရာမှာတော့နေရာဒီရောခေါ်ယူထားတဲ့တိုက်စစ်အတွေ့ဖြစ်ကြရတဲ့ဘက်ဂျမင်ရှက်ကိုဘရိုင်ဟန်အမ်ဘွေမုံနဲ့မော်ဒီယခုညာတို့ကိုပုံမအချိတ်ဆက်မိစီဖို့ပွဲထုတ်သင့်ပါရည်။အားသာကြတဲ့ခုကရှက်ကိုကဘရန်ဖိုးနဲ့ပွဲရကိုစတဲ့သွေးယူပြီးရဲ့နောက်ပိုင်းမှာစိတ်တက်ကြွနေပြီးတော့ဘရူနိုနဲ့ဒိုကိုရိုရဲ့အထောက်ကူပါပူရလာမယ်ဆိုရင်တော့ဂိုးသွင်းနိုင်ချေပုံများတဲ့နေရာတွေမှာပို့ပြီးတော့မြင်တွေ့လာမှာပဲဖြစ်ပါရည် ီပွဲထွက်လူစင်းကကစားသမားတွေကိုဒုနဲ့လိုက်ဖက်တဲ့နေရာတွေမှာထားရှိပြီးတော့အကောင်းဆုံးရလဒ်ကိုပေါ်ဆောင်နိုင်မယ့်နီးပြွာမျိုးဖြစ်ပါတယ်။အစိုးရဆန်နာလန်နဲ့ပွဲရဲ့ရလဒ်ကနီးပြအမွန်ရင်အတွက်အရေးကြီးတဲ့အလဲပြောင်းဖြစ်လာမလားဆိုတော့စောင့်ကြည့်ရမှာပဲဖြစ်ပါတယ်။